ကြောက်ဘူးကြလားတော့မသိဘူးပုတ်တင်ညူဆိုတာတစိတရေတွေတင်ဖြစ်သွားတာဆိုပြီးပြောကြတာကလေးတော့ကတော့အဲ့လိုပြောတာကိုယုံတာပေါ့ဒါပေမဲ့တက်နေနေကြီးလာတော့ဘယ်လက်ခံနိုင်မှာလဲတရေတစိတင်ပုတ်တင်ညူဖြစ်တယ်ဆိုတော့မယုံလို့ပြင်မဲ့တစိတရေကိုတော့ခုတက်တီယုံနေဗျယုံဆိုကိုယ်တိုင်းလက်ခဏခဏကြုံခဲ့ရပူတော့ဘွားမှာပထမဆုံးတရေဆိုတာကြုံရတာကတော့ကလေးဘွားမဟုတ်တော့ဘူးဗျ မြေတမ်းရာရှိအောင်ဖြစ်နေပြီပထမဆုံးအချိန်တစီ6ခန်းရတာကစင်ဖြူတောင်ရဲ့တောင်ကြီးကဇေယျကြီးမှကျုံရတာပါဇေယျဆိုပေမဲ့အကာရန်တွေတော့ရှိပါတယ်တကားလည်းရှိရဲ့ဗျဇေယျလို့ပြောတာထက်စာရင်ဘုန်းကြီးကျောင်းအဟောင်းကြီးလို့တော့ပြောရမယ်ထင်ပါတယ်ပြောရရင်တော့ကျွန်တော်တို့ကလौကိစနေတာဒီကိုရောက်လာတာဗျဒီဒီသားလူတွေလည်းမဟုတ်ဘူးလေတူတူရှင်းပြောရရင်တော့ဒီဇေယျကြီးကတရေ6တဲဆိုတာလည်းကျွန်တော်တို့မသိပါဘူးအဲ့ဒီနေရာလောက်ပြီးတော့မှောင်စားအောင်ပြုနေပါပြီနောက်နေ့မှလည်းလောက်ကလှုပ်ဆရာလက်ဆက်သက်ဆရာတွေရှိနေသေးတော့ မြို့ပေါ်ကိုမပြန်တော့ပဲအဲ့ဒီဇီးရမှာပဲညားရိပ်ဖို့ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြပါတယ်ခုနပြောသလိုပဲဇီးရကြီးကလည်းလုံလုံချုံချုံဆိုတော့နေဖို့လည်းအဆင်ပြေပါတယ်ပြောရရင်တော့တကားတွေဘာတွေလဲပါတော့လုံလဲလုံချုံပါတယ်ဒါနဲ့ကျွန်တော်နဲ့ကျွန်တော်တပည့်လည်းဇီးရပေါ်မှာညားရိပ်ဖို့ကြိုးပြင်လိုက်ကြပါတယ်ညဘက်မှာကျွန်တော်နဲ့ကျွန်တော်ရဲ့တပည့်ထိုင်ပြီးစကားပြောနေကြတော့ဇီးရထဲကအသက်ကြီးကြီးလူတစ်ယောက်ကဝင်လာပါတယ်သူကသူ့ကိုသူဒီနာကရွာကားဆိုတာမိတ်ဆက်ပါတယ်ကျွန်တော်တို့ရဲ့မိအောင်ကိုမြင်လို့သူဝင်လာတယ်ဆိုတာကိုပါရှင်းပြပါပါတယ် တဆက်တည်းမှာပဲသူကရွာကဒီနားလေရင်ရှိတယ်ဆိုတာနဲ့ဒီစရက်မှာညမိတ်ပဲရွာတရာမှာသွားအိပ်ဖို့သူကပြောပါတယ်။ဒါပေမဲ့ကျွန်တော်နှစ်ယောက်တို့ကတော့ရွာမှာသွားအိပ်တာထက်ဒီစရက်မှာအိပ်ရတာကပိုပြီးလွတ်လပ်ပါတယ်။ရွာမှာတဲနေအားနာနေအောင်ပဲလေ။ကျွန်တော်လည်းသူ့ကိုဘာကြောင့်များရှိလို့လဲလို့ပုံဝင်လင်းလင်းပြောလိုက်ပြီးမဲ့သူကဘာမှမဟုတ်ပါဘူးလို့ပဲပြောပြီးနှုတ်ဆက်ပြီးပြန်သွားပါတယ်။သူပြန်သွားပြီးမကြပါဘူး။ကျွန်တော်နဲ့ကျွန်တော်တို့ပဲလည်းအိပ်ဖို့ပြင်လိုက်ကြပါတယ်။အိပ်ရဝင်လို့မှဘလောက်မှမကြသေးဘူး။ စရရနေရကိုတပိုင်းပိုင်းနဲ့ရိုက်လိုက်တဲ့အတန်ကြောင့်ကျွန်တော်တို့ရောက်လို့နိုးလာကြပါတယ်။ညာကြီးမို့ချို့ရွာတွေကကလာသားတွေကကျွန်တော်တို့ရှိလို့များလာနောက်တယ်လို့ထင်လို့ဇီယက်ပရင်ဘော့ကတကားကိုဖွင့်ပြီးဇီယက်ပြင်ကိုကြည့်လိုက်တော့ပေါင်တွေကနေကျွန်တော်တို့ကိုကြည့်နေတဲ့လူတယောက်ရဲ့ရိပ်ကိုတွေ့လိုက်ရပါတယ်။ကျွန်တော်လည်းဟေ့လို့လှမ်းခေါ်လိုက်ချင်ပါပဲ။ခုနမြင်ရတဲ့လူရဲ့ကမျက်စိရှည်တင်ပဲပျောက်သွားပါတယ်။ကျွန်တော်လည်းရမ်းမဲလန့်သွားလို့ကျွန်တော်တစ်ဖက်ကလေးကိုမောင်ငယ်ကြီးငါတို့တော့တရေ၆ခန်းနေရပြီထင်တယ်လို့ပြောလိုက်ပါတယ်။ကျွန်တော်တို့ပဲမောင်ငယ်လေးကျွန်တော်ပြောတာလဲကြောင် တော်တော်လေးမျက်စိမျက်နှာပြတ်သွားပါတယ်ကျွန်တော်လည်းကပန်းကတဲ့ပတင်းပေါက်ကိုပြန်ပိတ်လိုက်ပါတယ်တရား၆တာပထမဆုံးကျွန်ရတာဆိုတော့အရန်လေးလန့်သွားပါတယ်တော်သေးတာကမအေးခင်ကဇီယအဝင်တကားကိုပိတ်ထားခဲ့မိတာကြောင့်ပါဘာလို့ခုလိုပြောရတာလဲဆိုရင်ကျွန်တော်ပတင်းပေါက်တကားကိုပိတ်ပြီးတော့မကြပါဘူးခုနပြောတဲ့တကားယူပြင်ခန်းနေလာပြီးတွန်းပါတော့လေကျွန်တော်လည်းအပြင်ကနေတကားကိုတွန်းနေရလူတယောက်ဖြစ်မှဆိုလို့အပြင်ကဘသူလဲလို့မေးလိုက်ပြီးမယ်တကားကိုတွန်းနေတဲ့သူကဘာမှပြန်မပြောဘူးဗျဒါကြောင့်ကျွန်တော်လည်းတကားကိုဖွင့်မပေးရတော့ပါဘူး တိတ်မကြပါဘူး။ပြင်ကနေတကားကိုတွန်းနေရကနေရုတ်ရက်တဒုံးဒုံးနဲ့တစုံတစ်ခုနဲ့ထုလိုက်ပါတော့တယ်။နားလိုက်ထုလိုက်နဲ့အချိန်တော်ကြာတော့မှထုနေရရက်သွားပါတယ်။ဒါပေမဲ့ကျွန်တော်လည်းထွက်မကြည့်ရတာနဲ့မနှုတ်မိုးလင်းတကားဖွင့်ကြည့်လိုက်တော့မှပဲတကားပေါ်မှာဂဲလုံးကြီးတစ်လုံးချထားတာကိုတွေ့လိုက်ရပါတယ်။ညကဇက်ကိုရောက်လာတဲ့ဖိုးကြီးရဲ့တရေရဲ့ခုတကားဝါကဂဲလုံးရဲ့ကဘလူများပတ်သက်တာလဲတော့ကျွန်တော်လည်းမတွေ့တတ်လို့ပါဘူး။ခုတကယ်ပြောပြချင်တဲ့အကြောင်းကတော့ပုတ်တင်ညူအကြောင်းပါ။ကျွန်တော်တပည့်တွေထဲမှာရဲကြီးဆိုတဲ့တယောက်က ်အညာဘက်ကပါသူကတရားသစီတွေတည်သွားရင်ပုတ်တင်ညိုဖြစ်သွားတယ်ဆိုတော့ကိုယုံသဗျကျွန်တော်ကစီတရားဆိုတာရှိရင်တော့တင်ပုတ်တင်ညိုဖြစ်တယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောပေမဲ့သူကဘလို့မှလက်မခံဘူးဗျသူကကျွန်တော်ကိုသူကြုံဘူးတဲ့သူ့ရွာမှာတော့အချောင်းကိုပြန်ပြောပြပါတယ်ဒီတော့ကသူကရွာမှာဘာလို့မှလည်းမရှိညနေညနေဆိုထီးလေးတော့ညအချိန်မတော်မှအိမ်ကိုပြန်နေကြပါသူပြန်နေကြလမ်းမှာရွာကလူတွေပြောကြတယ်တရေ၆တဲဆိုတဲ့ကုတ်ကူပင်ကြီးတွင်ရှိတယ်ဗျရွာကလူတွေကတော့ညပဲဆိုရင ဒီကုတ်ကူပင်ကြီးရှိတဲ့လမ်းကိုဖြစ်နိုင်ကြမ်းရှောင်ကြပါတယ်။ဒါရုံနဲ့သူကတော့ထိုင်ရီတောက်ပြီးပြန်လာတိုင်းအဲ့လမ်းကနေပြန်နေကြပါ။သူပဲကံကောင်းလာလားဘာလားတော့မသိဘူး။သူတို့ငနီလို့နာမည်ပေးထားတဲ့ကုတ်ကူပင်ကတည်ရဲငနီနဲ့တခါမှမကြုံဘူးသေးဘူးဗျ။ဒါပေမဲ့ထိုင်ရီဆိုင်ကဆိုင်ရှင်ကသူ့ကိုငနီနဲ့ကြုံပါဆိုလို့စောစောပြန်ဖို့ပြောပေမဲ့သူကတော့ဘယ်တော့မှစောစောမပြန်ပါဘူး။ဒီလိုတော့ထိုင်ရီတောက်ပြီးပြန်ကုတ်ကူပင်ကြီးနာရောက်တော့ကုတ်ကူပင်မောင်ကနေမဲမဲကောင်ကြီးတကောင်ဆင်းလာပါလေ။ရုတ်တရက်ဆိုတော့သူလည်းလန့်တော့ပါလား။ တစ်ပင်ရောက်ကိုရောက်တော့ငုတ်တော့ကြီးလမ်းကိုပိတ်ပြီးထိုင်နေပါတယ်ဒီတော့မှသူ့မှာလေးကပါလာရဲဆိုတော့သတိရသွားပြီးလေးကကိုထုတ်ပြီးလမ်းကိုပိတ်ထိုင်နေတဲ့ကောင်ကြီးကိုထိုးပြီးချိန်လိုက်ပါတယ်သူကြည့်နေတော့မှာပဲအဲဒီကောင်ကြီးကရှေ့ကိုတိုးလာလို့သူလည်းဘာမှတွေးမနေတော့ပဲတစ်ထက်ကလေးကတော့တဖြောင်းဖြောင်းဆွဲပစ်လိုက်ပါတယ်သူပြစ်လိုက်တဲ့လေးကပစ်ချက်တွေကခုနလမ်းပိတ်ပြီးထိုင်နေတဲ့တစ်စီကိုပုံပုံထိသွားတဲ့အံကြားလိုက်ရပါတယ်သူမျက်စိရှေ့တင်ပဲတစ်စီကတစ်ပင်ပေါ်ကိုပြည့်တက်သွားပါတယ်သူကတစ်ပင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ ခုနတစီကတကိုင်းဘော်ကနေသူ့ကိုမျက်လုံးကြီးပြူးပြီးကြည့်နေပါတယ်။သူလည်းချက်ချင်းပဲတပင်ဘော်ကတစီကိုလက်ထက်ကလေးကောင်နဲ့ဆွဲပြီးထပ်ပစ်လိုက်ပါတယ်။အဲ့ဒီမှာရင်ထူးခြားတာတခုဖြစ်တော့တာပါပဲ။အဲ့ဒါကဘာလဲဆိုရင်ခုနတပင်ဘော်ကတစီကိုလောက်စလုံးတဖုံဖုံထိသွားတဲ့အတန်နဲ့အတူတပင်ဘော်ကတစီကတပင်ဘော်ကနေပုတ်ခနဲ့ပြုတ်ကျလာပါတယ်။သူကတပင်ဘော်ကပြုတ်ကျလာဘာလဲလို့လှမ်းကြည့်လိုက်တော့ပုတ်တင်ညိုအသေးတကောင်ဖြစ်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်လို့ပြောပြပါတယ်။မှန်တာပြောရရင်တော့ ကျွန်တော်တပည့်ပြောပြတဲ့ဖြစ်ဖြစ်ကိုကျွန်တော်ကတော့မယုံဘူးယခုကြည့်နေတဲ့သူတွေကရောသူပြောပြတာကိုဘယ်လိုသဘောထားလဲကျွန်တော်သိကြပါတယ်